ကတိ40တဲ့ရှိတာကတော့ကတိ40တောင်ရှိတတိကြီးတူရှိတယ်သူ့ရဲ့နာမည်ကအာနန္ဒာလို့ခေါ်တယ်အဲ့ဒီတတိကြီးကသူကဘာလဲဆိုတော့လောကမှာရှိဖို့ရှိဖို့ရှိမှလူရဝင်တာရှိမှအရာရာကိုလွှမ်းမိုးနိုင်တာဒီရုပ်ချင်းဝါဒကသူ့ခေါင်းထဲမှာဆွဲနေတယ်ဒါကြောင့်သူကအုံးဝါဒပေးတယ်အင်းစနနံခယံဒိဋ္ဌဝါဥပါစိကနိသအာစယံဟောဘာပြောတယ်လဲဆိုတော့မျက်စင်းကြောက်ကလေးများဟာသွေးပါများရင်ကုံသွားတာပဲတဲ့ နော်ပိုးကောင်မွားကောင်ကလေးတွေဟာတဲ့ချားကောင်ကလေးတွေဟာနင်းနေချင်းလေးစုတာနဲ့တောင်ပူကြီးတွေဖြစ်လာတာပဲတဲ့နော်အဲ့ဒီမှာသူကဗာဆက်ပြုံးလို့ဆိုပြားကောင်လေးတွေဟာနင်းနေလေးစုတာနဲ့ပြားအုံကြီးအကြီးကြီးဖြစ်သွားတာပဲတဲ့ဒါကြောင့်နင်းနေလေးမှအလဟတ်အကုန်မခံနဲ့ဘဇုကမှလည်းမပေးနဲ့ပေးလိုက်ရင်ကုန်တာပဲလောကမှာပေးခြင်းမှာအနှစ်မရှိဘူးရှိခြင်းမှာအနှစ်ရှိတယ်လို့သူကအဲ့ဒါလိုယုံကြည်တာဒါကြောင့်ဘဇုကမှဘာမှမပေးနိုင်ဘူးသူ့ကိုယ်သူရှိခြင်းနေနဲ့ပဲအမြဲတမ်းမွန်းမှန်ပြီးတော့နေတယ် နော်ဘဝကအဲ့လိုနေသွားတာနော်တကယ်ကြီးမိုက်မြအဲ့ဒီလိုနေသွားရင်လည်းဟောသေးသွားသူပိုင်ပါလေဆိုတဲ့ပစ္စည်းတွေဟာသူပိုင်တယ်လို့ပြောလို့ရသလားမရတော့ဘူးဒါရှင်းရှင်းလေးရေဘဝဟာအင်မတန်ရှင်းတယ်လူတွေကအမြင်မရှင်းလို့ခက်နေတာနော်ဘဝဟာအင်မတန်ရှင်းပါလေဘလောက်ပဲရှားထားရှားတာဘလောက်ပဲကြိုးစားခဲ့ကြိုးစားခဲ့ကုသေးသွားရင်အကုန်လုံးထားခဲ့ရတယ်ဒါလူတိုင်းသိတယ်နော်ဒါပေမဲ့အဲ့ဒီရှင်းရှင်းလင်းလင်းဖြစ်နေတဲ့ကိစ္စကိုပဲရှုပ်ရှုပ်ထွေးထွေးစိတ်တွေနဲ့ကြည့်တဲ့အခါကျတော့မမြင်ဘူးဖြစ်နေတယ် တင်းတဲ့နှစ်နဲ့ပေါင်းရင်3ဖြစ်တယ်အင်မတန်လွယ်ကူတဲ့ပု္ပ္ပာနော်ဒါကိုပဲမှန်အောင်မတွက်နိုင်ဘူးအဖြေတွေက၄ထွက်နေတယ်၅ထွက်နေတယ်တော်လို့လားညံ့လို့လားလူတွေဟာအဲ့ဒါလိုဖြစ်နေတယ်ပု္ပ္ပာကအင်မတန်လွယ်တယ်ဒါပေမဲ့ဒါကိုပဲလွယ်တာကိုပဲသူတို့အဖြေမှန်အောင်မထုတ်တတ်ဘူးဒါကြောင့်မသေးခင်အများကြီးကြိုးစားတယ်တချို့သားအတွက်ကောမြည်အတွက်ကောဟိုးရှုပ်ရှက်တွေကိုခတ်ပြီးတော့သူတို့ဘဝလေးတူတူလေးအချိန်လေးမှာအပူတွေအရှုပ်တွေနဲ့ပဲအချိန်ကုန်ပြီးတော့နေသွားကြတာအဲ့ဒီလူတွေအတွက်မှန်သလားအတွက်မှားသလား အတွက်မှားတယ်တင်းနဲ့နှစ်နဲ့ပေါင်းတာကိုသုံးဆိုတာတော့တောင်သူတို့မသိဘူးဦးလင်းကရှုံချပြီးတော့ပြောတာလားတိုးတက်စေခြင်းလို့ပြောတာလားအေးနားလည်ရမယ်နော်တခိုင်းဒီမိုက်များဘောဟာတေဆုံးသွားလို့ရှင်ပိုင်ဆိုင်နေဆိုတာဘာမှမရှိဘူးအဲ့ဒါကိုနာနာစဉ်းစားလို့ရှိရင်အင်မတန်မြင့်မြတ်တဲ့စိတ်ဓာတ်တွေထွက်လာနိုင်တယ်တဘာဝကြတဲ့စိတ်ဓာတ်တွေထွက်လာနိုင်တယ်နော်ခုအာနန္ဒာတထေးကြီးဟာအဲ့လိုမြင့်မြတ်တဲ့စိတ်ဓာတ်တွေထွက်သလားမထွက်ဘူးရှိဖို့ရှိဖို့ရှိဖို့ဒါပဲသူက ဒါကတော့ဘာမှမဆမ်းဘူးနော်ငငယ်လေးတွေကစားမိဘတွေကအဲ့ဒါလိုသင်ပေးတာပဝင်းကျင်ကလည်းအဲ့ဒါလိုသင်တာမရှိရင်အောက်ကြမယ်ရှိရင်တူတံမယ်ဒါပဲနော်အဲ့ဒါလောက်နဲ့တော့အဆင့်မြင့်တယ်လို့မပြောလို့ပြောလို့လည်းမရဘူးအဲ့တော့ပေးတဲ့တို့ကိုသားကိုသမီးလေးတွေကိုသင်ပေးခြင်းနဲ့ဆိုရင်မသိရင်ဆင်းရဲမယ်သိရင်ချမ်းသာမယ်လို့အသင်ကိုပြောင်းရမယ်ရှိအောင်လည်းပဲထိုက်တလောက်စူးစမ်းရမယ်နော်ဒါကတော့ခန္ဓာဝင်ရှိနေတယ်သို့တော့လိုအပ်တဲ့ကွက်လက်ကပါလေတိဖို့တိဖို့ဟုတ်လားတခါယူမိုက်များအေးမသိရင်ပါလေရှင်းရဲမယ် ်သိရင်တော့ချမ်းသာမယ်မသိရင်ခက်မယ်သိရင်လွယ်မယ်အဲ့ဒါဒီအာနန္ဒာတတိကြီးသေသွားပြီသေသွားတော့ဘယ်ရောက်တုံဆိုတော့ဒွန်းစန္ဒာရွာကြီးကိုရောက်တယ်အဲ့ဒီမှာသူပရိသေရေနေတဲ့နေ့ကစပြီးတော့အဲ့ဒီဒွန်းစန္ဒာရွာကြီးတောင်းစားတဲ့ရွာကြီးတရောက်မှအလုတ်အကင်မဖြောင်တန်းဘူးတဲ့တောင်းလို့ကိုအရှင်မပြေဘူးလို့ဖြစ်တယ်နော်အဲ့ဒါနဲ့တခါတည်းဒုရွာထဲမှာလူယုံမှရှိတယ်ကွာလောတကတိတ်တလို့ပါပဲ ိမ်ကြီးတစ်ထောင်ရှိတာကို900ဒီခွဲလိုက်တယ်သူပါတဲ့ဘက်ကအဆင်မပြေဘူး250ဒီခွဲလိုက်တယ်သူပါတဲ့ဘက်ကအဆင်မပြေဘူးနောက်ဆုံးသူတို့အိမ်တိမ်နဲ့ကြံတယ်အဲ့ဒါနဲ့နင်းကူဝင်ရှိတဲ့ကစားပြီးတော့ဒီရွာဒုက္ခရောက်တာနင်းထွက်တော့ခိုင်းလိုက်သူ့အမေတောင်မှ သူ့ကိုဗိုက်ထဲထည့်မိတာနဲ့ဒုက္ခရောက်တယ်အဲ့ဒါမွေးလာပြီဆိုတော့မျက်လုံးကမျက်လုံးနေရာမှာမရှိဘူးနှာခေါင်းကနှာခေါင်းနေရာမှာမရှိဘူးမြေပုတ်ပြီးလူလေးလို့အယုတ်ဆိုးတယ်တဲ့ပိဋကရေရှိခြင်းကိုဦးစားပေးခဲ့တော့လောဘဒေါသတွေကတိတ်ကြီးခဲ့မှာဘို့ ဟုတ်လားရှိဖို့ရှိဖို့ဆိုရင်လောဘတွေကတိတ်ကြီးလာမယ်လောဘလိုအပ်ချက်တွေတိတ်များလာရင်အဆင်မပြေမှုတွေများတဲ့အတွက်ကြောင့်ဒေါသတွေလည်းတိတ်ကြီးလာဒေါသကြီးတယ်ဆိုတာလောဘကြီးလို့ဒေါသကြီးတာနော်ဟိုဟာဖြစ်တဲ့စိတ်တိုင်းမကြဟိုဟာဖြစ်တဲ့အလိုမပြည့်အဲ့ဒီမှာဒေါသတွေတိတ်ဖြစ်တယ်အလိုမကြဘူးဆိုတာအလိုဆိုတာရှိနေလို့မကြဘူးဆိုတာဖြစ်တာဟုတ်လားဒကမကြီးများအဲ့ဒီတော့လောဘတိတ်ကြီးခဲ့တော့ဒေါသလည်းကြီးမှာပေါ့ဒေါသကြီးပြီဆိုတော့အယုတ်ကဆိုးပြီပေါ့ အဲ့ဒါမအေကတော့ကိုသွေးကိုသားဆိုတော့မေတ္တာမပြတ်နိုင်ဘူးသူ့ကိုတခါလေလက်ဆွဲပြီးတော့တောင်းရတယ်။သူပါတဲ့နေ့ဆိုတောင်းလို့မရဘူး။အဲ့ဒါနဲ့သူ့ကိုတနေရာမှာထားပြီးတော့နည်းနည်းလေးမတ်တပ်ပြေးအရွယ်လေးရောက်အောင်တော့မွေးရတယ်။အဲ့ဒါသူ့ကိုအစင်းစင်းအရေးရဒုက္ခခံပြီးတော့မွေးရတယ်။အဲ့ဒီလိုနဲ့သူသွားနိုင်လာနိုင်ပြီဆိုတော့မအေကငါသားစိတ်ထဲမှာပြောတာ။မင်းကိုအမေကချစ်ပါတယ်။သို့တော့မင်းနဲ့အတူနေရင်အမေတောင်ငတ်သေးရလိမ့်မယ်။အဲ့ဒီတော့ကဘာမီးလောင်သားကောင်ချနေတယ်။ မတက်နိုင်ဘူးဆိုပြီးတော့သူ့ကိုအိုးခွဲလေးတစ်ခုပေးပြီးတော့ဟိုအိမ်ကသိပ်ပြီးတော့ရင်ရိုးတယ်ဆိုပြီးတော့တောင်းခိုင်းတယ်ပြီးတော့မေကပြစ်ပြေးတယ်အဲ့ဒီမှာသူတယောက်တည်းကြံရစ်တယ်ရှီချင်းကိုဦးစားပေးခဲ့တာနော်တခါယူမိုက်မြန်အဲ့ဒါနဲ့သူမြို့ထဲရှောက်ရှောက်သွားရင်းနဲ့သူတချိုင်လုံးကပိုင်ခဲ့တဲ့အိမ်ကြီးခြံကြီးတကားမဟုတ်၄ခုရှိတယ်လို့ပြောတယ်အဲ့ဒါကြီးကိုမြင်တော့သူဇာတိတ္တရညာရတယ်ဒါငါအိမ်ကြီးတယ်အေးဒါကြီးဘာလဲတော့ဒါငါအိမ်ကြီးတယ်ဟုတ်သေးလား မဟုတ်တော့ဘူးအရှင်ဘုရားကတော့ဟုတ်တယ်အခုဟုတ်သေးသလားအေးဒါကြောင့်ငါဆိုတာတကယ်မရှိဘူးနော်တကယ်ဒီမိုင်မြန်ဟုတ်လားအဲ့ဒီမှာ သူကသူ့အိမ်ကြီးဆိုတဲ့အမှတ်နဲ့တခါတည်းဝင်သွားတာတကယ်ဆောင်နေကလက်လက်နေတော့တကားမုတ်သုံးမုတ်ကိုသူကြောသွားတယ်နောက်ဆုံးတကားမုတ်ရဲ့အုတ်တိုင်းဘေးမှာအိမ်ပန်းကျန်လေးထဲမှာသူ့သားမူလသီရိရဲ့သားသမီးလေးတွေကစားနေတာသူ့ရဲ့မြေးလေးတွေပေါ့နော်အဲ့ဒါကိုမြင်တော့ဟိုကလေးတွေကသူ့ကိုမြင်တော့ဘီလူးဘီလူးဆိုပြီးတော့အော်ပြီးတော့ ြောက်လန့်ပြီးတော့သတိတွေပါနေမေ့သွားတယ်လို့ဆိုတယ်။အဲ့ဒါနဲ့အဆောင်တွေရောက်လာပြီးတော့ကြည်စံဘဲကအသေးရုပ်တဲ့လူလည်းမသိဘူးဆိုပြီးတော့ဒီကလေးကိုရိုက်နှက်ပြီးတော့သတိမေ့မျောအောင်ရိုက်နှက်ပြီးတော့တခါတည်းခြေတော့ကနေတရွတ်တရွတ်ဆွဲပြီးတော့မြို့ရဲ့အမိုက်ပုံပေါ်သွားပြီးတော့ပြစ်ထား။မသေးဘူးဗျာ။အဲ့ဒီမှာမြတ်စွာဘုရားနဲ့ရှင်အနန္ဒာကိုတော်မြတ်ဆုံးခံကြွလာတော့ဒီကလေးကိုမြင်တော့အနန္ဒာနာမည်ချင်းကတူးနေတယ်နော်တခါယူမိုက်မြင်။အဲ့ဒီမှာအာနန္ဒာတထေးကြီးပဲဒါ။ အဲ့ဒီမှာအဲ့ဒီကလေးလေးကိုအဲ့ဒါလိုပြောတော့ဒီလူပြောတဲ့စကားကိုမူလတိတိကကြားတယ်ကြားတော့သွားခေါ်ရင်းလို့မြတ်စွာဘုရားကလည်းခိုင်းတော့မူလတိတိကရောက်လာဒါမင်းအဖေလို့ပြောတယ်အဲ့ဒီမှာမူလတိတိကမြတ်စွာဘုရားပြောတဲ့စကားကိုလုံးဝမယုံဘူးဒါသူ့ကိုတိတ်ခါချလာလို့သူကအဲ့ဒါလိုယူဆအဲ့ဒီမှာမြတ်စွာဘုရားကမင်းမယုံဘူးဆိုလို့ရှိရင်မင်းကိုမပြောဘဲနဲ့မြုပ်ထားခဲ့တဲ့ရွှေဦးငါးလုံးရှိတယ်အဲ့ဒါမင်းသိတယ်လားမြုပ်ထားခဲ့တယ်လို့ပဲသိတယ်ဘယ်နှမြုပ်ထားခဲ့တယ်လို့ကျွန်တော်မျိုးမသိဘူး အဲ့ဒါလို့ဆိုမင်းသူ့ကိုမေးကြည့်အဲ့ဒါနဲ့အဲ့ဒီကလေးကိုမေးကြည့်တော့အဲ့ဒီကလေးကအကုန်ပြောတယ်အဲ့ဒီနေရာသွားတူတယ်ရွှေအုံငါးလုံးရံအဲ့ဒီကျမှယုံတယ်ဒီတော့မြတ်စွာဘုရားကအဲ့ဒီနေရာမှာရောက်လာတဲ့ပေသက်ကိုတရားဟောတယ်တဲ့ဗုဒ္ဓမတိတနာမတိဣတိပါလောဝိယညတိအတ္တပိအတ္တနောနတိကုတောဗုဒ္ဓကုတောတနံဒီကထာလေးသိကောင်းတယ်နော်ဒီကကြီးမိုက်မြဗုဒ္ဓမတိတနာမတိဣတိပါလောဝိယညတိ အတ္တပိအတ္တနောနတိကုတောဗုဒ္ဓကုတောတနံအတ္တမေင့အာဗုဒ္ဓသာသမီတို့သည်အဋ္ဌိတန်နေရှိကုန်၏တဏပစ္စည်းဥစ္စာတို့သည်အဋ္ဌိတန်နေရှိကုန်၏ဣတိဤသို့ပါလို့မတည်သောပုဂ္ဂိုလ်သည်ဝိဟိညတိတွေးပြီးတော့ပင်ပန်းနေတယ်ငါမှသာသမီရှိတယ်ပစ္စည်းရှိတယ်ဆိုပြီးတော့ပင်ပန်းနေတယ်စကားကကွက်ကြော်လေးပြောထားတာမြတ်စွာဘုရားကသာသမီရှိတယ်ပစ္စည်းရှိတယ်ဆိုတာနဲ့ဘယ်နဲ့ကြောင့်ပင်ပန်းသွားတယ်ဆိုတော့ သာသမီရှိရင်သာသမီအကြီးတွေသာသမီကိစ္စတွေကခေါင်းထဲကိုတောက်လျှောက်ရောက်တော့မယ်နော်ဒီကိစ္စဒီမိုက်မြန်ပစ္စည်းရှိတယ်ဆိုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဟာရှားအောင်တိုးအောင်ရှားဖို့ထိန်းသိမ်းဖို့ဆိုတဲ့ကိစ္စတွေခေါင်းထဲကိုရောက်တော့မယ်နော်အဲ့ဒါဆိုလို့ရှင်ဘာဖြစ်ပြီတော့ပင်ပန်းပြီတဲ့ခေါင်းထဲမှာပင်ပန်းသွားပြီစိတ်ထဲမှာပင်ပန်းသွားပြီဒါကိုပြောတာသိလားအဲ့ဒီမှာမြတ်စွာဘုရားကဘလို့အဖြေထုတ်ထားလဲအတ္တပိအတ္တနောနတ္တိအတ္တပိမိမိတော်မလီအတ္တနောမိမိရဲ့တာနာယအာကိုဖို့ရလို့ငါနတ္တိမရှိပါဘူး ကိုသည်ပင်လင်ကိုအတွက်မရှိဘူးတဲ့ကဲအဲ့ဒါလိုတောင်ပြောတယ်နော်တခါကြီးဒီမိုက်မြကိုအားကိုရဲ့အားကိုရဆိုတာဒီခန္ဓာကိုယ်ကြီးတောင်မှပြည့်စည်သွားအောင်မှာဆိုတော့ကိုဒီပင်လင်ကိုရဲ့အားကိုရအဖြစ်နဲ့တော့မရှိဘူး။ဒါသူတော်ကောင်းတရားကိုထည့်နိုင်မယ်ဆိုရင်တော့သူတော်ကောင်းတရားကတော့အားကိုရပေါ့နော်တခါကြီးဒီမိုက်မြ။သူတော်ကောင်းတရားမပါတဲ့တက်တက်တော့ကိုဒီကိုအတွက်အားကိုရဖြစ်နိုင်မှာမလား။မဖြစ်နိုင်ဘူးသူကပဲအမျိုးမျိုးယောဂါတွေနဲ့နှိမ့်ဆက်ပြီးတော့သူကပဲခွဲခွာတော့မယ်လို့တော့ဒကာသမားတို့ဥစဉ်တို့ရဲ့စိတ်ကမပင်ပန်းမိဘူးလား။ ပင်ပန်းနေနော်ကိုသည်ပင်လင်ကိုရဲ့အာကိုရအနေနဲ့မရှိပါဘူးတဲ့ဘယ်မှာသာနေသာသမီးဒီကိုရဲ့အာကိုရပစ္စည်းဥစ္စာဒီကိုရဲ့အာကိုရဖြစ်နိုင်မလဲတဲ့ဆိုလိုတာကအတိညာဏ်ကလွဲလို့ကိုအတွက်အာကိုရမရှိဘူးလို့ပြောတာအဲ့ဒီဒေသနာတော်ရဲ့အဆုံးမှာ၈၄၀၀တော့ဝေနေရတော့အကျွတ်တန်းဝင်နေလို့ဦးဇင်းတို့ဓမ္မပဒမှာအဲ့ဒါလို့မှတ်တမ်းတင်ထားတာရှိပါလေနော်ဒီကကြီးမိုက်ပြအဲ့တော့ဘေးသက်တို့ဦးဇင်းတို့တွေစဉ်းစားရမှာက လောကမှာရှိတာနဲ့သိတာဒီဘယ်ရာကပူပြီးတော့တန်ဖိုးရှိတယ်လဲဆိုတာလေးကိုပဲကွဲကွဲပြားပြားသဘောပေါက်စေချင်တာနော်ဟုတ်ရလားအတော့ရှိတယ်ရှိတယ်ဆိုတဲ့ကိစ္စကမရှိမဖြစ်လို့ရှားနေရတဲ့အပိုင်းကိုသဘောပေါက်ထားဖို့လိုတယ်နော်အဲ့ဒီလိုသဘောမပေါက်ရင်ရှိခြင်းကိုပဲသိပြီးတော့ဦးစားပေးပြီးတော့ခေါင်းထဲမှာနေရာပေးမယ်ဆိုလို့ရှိရင်ဒီရှိခြင်းကပဲကိုယ့်ကိုအချီးကျင်းနှိမ့်ဆက်လိုက်နော်ဒကာကြီးမိုက်များ